တန်းပြင်းတဲ့တောင်ပိုင်းဒနုကိုပိုင်အောင်ချုပ်ခွင့်ရဒေသပင်တရားမြို့နယ်ကျုံကျေးရွာ၌စစ်ချုပ်နီးပညာသင်တန်းဖွင့်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်အောင်ချုပ်ခွင့်ရဒေသပင်တရားမြို့နယ်ကျုံကျေးရွာအုပ်စုကျုံဆံပြကျေးရွာရှိအခြေခံပညာနှင့်စက်မှုစိုက်ပျိုးမှုမြို့ရေထက်တန်းကျောင်းခမ်းမ၌ဒနုကိုပိုင်အောင်ချုပ်ခွင့်ရဒေသ ဒေတာအသေးစားဆက်မှုလက်မှုဦးစီးဌာနမှဖွင့်လှစ်သည့်စက်ချုပ်နီးပညာသင်တန်းဖွင့်ပွဲခန်းနာကိုယနေ့နေ့နဲ့ဆယ်နာရီကကျင်းပပြုလုပ်ခဲ့ရာဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာစီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌဦးအားကလည်းနဲ့ဒေတာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များရှမ်းပြည်နယ်အသေးစားဆက်မှုလက်မှုလုပ်ငန်းဦးစီးဌာနပြည်နယ်ဦးစီးမှုဦးစိုးနိုင်သူဒေတာဆင့်ဌာနဆိုင်ရာအကြီးအကဲများမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမြို့နယ်ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ သင်တန်းနီးပြများသင်တန်းသားသင်တန်းသူများနဲ့ဒေသခံပြည်သူများအတက်ရောက်ခဲ့ကြပါလေရှေးဦးစွာတနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဥဟာကလင်းကအဖွဲ့မှစကားပြောကြရမှာယခုဖွင့်လှစ်သည့်စက်ချုပ်နီးပညာသင်တန်းဒီခေတ်မီစံပြကြေးရွာများရှိကြေးလက်နေပြည်သူများ၏ဝင်ငွေတိုးပွားရေးနှင့်ကြေးလက်ဒေသဆင်းရဲမှုရှော့ချရေးအတွက်အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်္นานသားသင်္นานသူများအနေဖြင့်ယခုသင်္นานမှသင်ကြားပို့ချပေးမည်သင်ခန်းစာများကိုဂိယုတစိုက်ကြိုးစားသင်ယူပြီးသင်္นานပြီးဆုံးသည့်အချိန်တွင်သင်္นานမှရရှိသည့်ဤပညာများပညာရပ်များဖြင့်တနိုင်တစ်ပိုင်းလုပ်ငန်းငယ်များထူထောင်လုပ်ကိုင်ပြီးမိမိတို့ရဲ့မိသားစုစည်းဝါးရေးမိမိတို့ဒေသဖွံ့ဖြိုးရေးတို့ကိုအတက်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားစေလိုကြောင်းပြောကြားပါသည်။ထို့နောက်ရှမ်းပြည်နယ်အသေးစားဆက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှပြည်내ဦးစီးမှုဦးဆိုးနိုင်သူက သင်တန်းဖွင့်လျက်ချင်းရည်ရွယ်ချက်များနဲ့ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီးဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌဥဝကလင်းနှင့်တာဝန်ရှိသူများကသင်တန်းသားသင်တန်းသူများသင်တန်းနှုန်းပစ္စည်းများကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့်အဆိုပါသင်တန်းအားကျွမ်းကျင်သောနည်းပြများဖြင့်ဧပြီလ29ရက်နေ့မှမေလ28ရက်နေ့ထိစာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းသားသင်တန်းသူ72ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ